အပိုင်းငါးဆမှာတော့ဂျင်းဦးတယောက်ဘော့စီကိုတွားခဲ့ပြီးဘော့စ်ကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့သူကခြားနဲ့တွေ့တော့ခဲ့ပါတယ်။ခြားကဂျင်းဦးကိုဒီနေရာမှာဘာလုပ်နေရလဲလို့မေးတော့ဂျင်းဦးကလမ်းမလာလို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီချိန်ခြားကဂျင်းဦးလက်ထက်ကလက်နက်ပြောက်သွားတယ်လို့ခံစားလိုက်ရပေမဲ့သူမကဒါကထင်အောင်ထင်မှဖြစ်တာလို့ထင်လိုက်ပြီးဂျင်းဦးကိုဒီနေရာကနေဝေးဝေးမှနေဖို့ပြောလိုက်ပါတယ်။ပြီးတော့ဘော့စ်ကိုသာတတ်လိုက်ရင်ဂိတ်ကပိတ်သွားပြီးအားလုံးရဲ့တက်တီကအန်ရရှိနေတယ်လို့ပြောလိုက်ပါတယ်။ ဒါကြောင့်ဂျင်ဦးကအပြင်ကိုထွက်သွားဖို့လုပ်လိုက်ချင်းချားကသူ့ကိုရက်ဖို့ပြောလိုက်ပြီးအနားကိုကတ်ခါဂျင်ဦးစီကအနံ့ကိုလိုင်နန်းကြည့်ခဲ့ပါတယ်။ချားရဲ့ပြုမှုကြောင့်ဂျင်ဦးကလန်သွားပေမဲ့ခနာကြာမှတော့ကတ်ကိုယူကြည့်ပြီးနမဲနဲ့အဆင့်ကိုလေ့လာခဲ့ပါတယ်။ပြီးတော့ချားကဘာမှမဟုတ်တဲ့အတွက်ဂျင်ဦးကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ဂျင်ဦးထွက်သွားတော့ချားကအနေငယ်ထူးဆန်းနေခဲ့ပြီးဘော်လဲဆိုတော့သူမကခါရိုင်းလူတွေစီကနေဒီလိုအနံ့ဆိုးမျိုးကိုမရခဲ့လို့ပါ။ဒါအပြင်သူမကဂျင်ဦးစီကနေမှွေးပြန်းတဲ့အနံ့တစ်ခုပဲရခဲ့ပါတယ်။ တဖက်မှာတော့မိုင်းတူဖွဲ့ခေါင်းဆောင်ကဂျင်ဝင်းရဲ့အကြောင်းကိုကြားပြီးဘောကြနေခဲ့ပါတယ်။ဘောလဲဆိုတော့သူကတိုက်ဆိုင်ချနဲ့တွားတွေ့ခဲ့လို့ပါ။အဲဒီချိန်တယောက်ကခြားကတခြားဟန်တာရဲ့အနောက်မှခံနိုင်မှုလို့ပြောပြခဲ့ပါတယ်။ဒါကသူမရဲ့ဖွဲ့စည်းတိစပုံရဖြစ်လာတာ ဖြစ်ပြီးဒါကြောင့်မဲသူမကအမြဲတမ်းနှာခေါင်းကိုအုပ်ထားရတယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂျင်ဝင်းကခြားကသူ့ရဲ့ကိုကအနမ်းမြဘူးလို့ပြောခဲ့တာကိုသတိရသွားပြီးသူ့ကို ISF ကလည်းအဲ့လိုပြောခဲ့မှုတာကိုသတိရသွားခဲ့ပါတယ်။ဒါကပလေယာတယောက်ဖြစ်နေရကြောင်းလားလို့ဂျင်ဝင်းကတွေးနေခဲ့ပါတယ်။ အရင်နောက်မှာတော့ခေါင်းဆောင်ကဂျင်ဝင်းကိုလှုပ်အားကရှင်းမိလိုက်ပါတယ်ပြီးတော့သူကဂျင်ဝင်းကြောင့်အလုပ်တွေကမြန်မြန်ပြီးသွားကြရလို့ပြောကကျေးဇူးတင်နေကြတာပါခေါင်းဆောင်ကသူ့အနေနဲ့ mind to လှုပ်ကိုလှုပ်တာကြာပြီဖြစ်ပေမဲ့ဂျင်ဝင်းလိုလူမျိုးတစ်ခါမှတွေ့ဦးသေးဘူးလို့ပြောလိုက်ပြီးဂျင်ဝင်းကိုသူ့လက်အောက်မှာလှုပ်လှုပ်ချင်တာလို့ကမ်းလှမ်းခဲ့ပါတယ်ဒါဟုတ်ကြတော့ဂျင်ဝင်းကညင်းဆိုလိုက်ပြီးသူကဒီလှုပ်ကိုအချိန်ပိုလုပ်နေကြတာပါလို့ပြောပြလိုက်ပါတယ်ဒါတော့ကျောတော့ခေါင်းဆောင်ကမျောနေခဲ့ပြီသူကဒါဆိုရင်လေနောက်ထပ်တစ်ရက်လောက်ထပ်လာပြပါလားလို့တောင်းဆိုခဲ့ပါတယ် နောက်ရမှာအီရန်နဲ့ဆီရန်တွေကိုရှင်းပြရမှာလို့ပြောလိုက်ပြီးနှစ်ခုစတိုက်ကြီးဖြစ်နေတာကြောင့်သူတို့အနေနဲ့အမြန်ပြီးဖို့မလွယ်ဘူးလို့ပြောလိုက်ပါတယ်။ဒါ ਉਹ ကြောတော့ဂျင်းဟုံးကလည်းကြံတစ်ခုရသွားခဲ့ပြီးမနှက်ဖြန်မိုင်းလာတူဝေးဖို့သဘောတူလိုက်ပါတယ်။ဒါ ਉਹ ကြောတော့ခေါင်းဆောင်ကအတော်လေးဝမ်းတာသွားခဲ့ပြီးသူကဂျင်းဟုံးအတွက်လာစာကိုနှစ်ဆရအောင်ပြောရပေးမယ်လို့ပြောလိုက်ပါတယ်။ အဲ့ညမှာချာကဂျင်ဝင်းရဲ့ចောင်းကိုစုံစမ်းပေးပါလို့တောင်းဆိုလိုက်ချင်းတစ်ဖက်က try ကလည်းစုံစမ်းနာခံကြောင်းပြောပြလိုက်ပါတယ်ဒါကိုကြောတော့ချာကအံ့ဩသွားပြီးသူမကဟန်တာရီထဲမှာအနံဆုံးရှိရသူဖြစ်လို့ဂျင်ဝင်းကိုစိတ်ဝင်စားနေခဲ့ပြီးဂျင်ဝင်းနဲ့ပတ်သက်လို့သိကျင်နေခဲ့ပါတယ်နောက်ရမှာတော့ဂရီပေးထားတဲ့ချိန်ဂျင်ဝင်းက mind to ဖို့ရောက်လာခဲ့ပြီးအားလုံးကသူ့ကိုကြိုဆိုခဲ့ပါတယ်ဒါအောင်မြင်တော့ဂျင်ဝင်းကအရင်ကချိန်တွေကိုတောင်သတိရသွားခဲ့ပြီးဒီခါမှာတော့အားလုံးနဲ့တူနေလက်စားစားဖို့လက်ခံလိုက်ပါတယ်ဂျင်ဝင်းကလှုပ်ရှားတော့ထုံးစံတိုင်းသူကအစွမ်းကုန်လုပ်ခဲ့ပါတယ် ဂျင်ဝင်းရဲ့ကျေးဇူးနဲ့အားလုံးကအလုတ်တာဆော်ပြီးသွားပြီးညဘက်အီရန်ကိုစတင်ငယ်လှုပ်တည်ပြီးသွားခဲ့ပါတယ်။အရင်နောက်အားလုံးကနေ့လယ်စာစားနေချိန်ဒုတိယဟန်တာအဖွဲ့ရဲ့ခေါင်းဆောင်စွန်ကီဟွန်ကရောက်လာခဲ့ပါတယ်။စွန်ကသူတို့နဲ့ထုတ်တယ်ပြီးတူလက်ပေးနိုင်မယ်။ရောရောရနိုင်မလားလို့မေးတော့ခေါင်းဆောင်ကလန်သွားပြီးဒီလို့ဆိုရင်တော့ခွဲထုတ်ရေးအဖွဲ့ကလူတွေကပို့ပြီးကျွမ်းကျင်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့စွန်းကတဖက်ကားဖွဲ့ကလည်းအလုတ်တွေရှုံနေကြလို့လို့ပြောလိုက်ပြီးလိုင်းမဲ့သူတယောက်မှမရှိဘူးလားလို့ထပ်မေးလိုက်ပါတယ်။သူရဲ့စကားကိုကြောတော့ဂျင်းကသူ့လိုက်မယ်လို့ပြောလိုက်ပါတယ်။ ဒါကိုကြောတော့အားလုံးကစိတ်ပူသွားပြီးစန်းကိုဂျင်ဝူးကလူသိမ်းလို့ဘာမှမသိလို့ပါလို့ပြောပြလိုက်ပါတယ်။အဲဒီချိန်တယောက်ကလည်းဂျင်ဝူးကိုအတန်းနဲ့ရင်းပြီးစွန့်စားရတော့အောင်အထိပတ်ဆံမရတာမို့လို့လိုက်မတော်ဖို့ပြောပြင်မဲ့ဂျင်ဝူးကတော့အတင်းလိုက်သွားခဲ့ပါတယ်။အရင်တော့သူတို့ကဂျင်ဝူးကိုပါခေါ်ပြီးထဲကိုဝင်သွားဖို့လုပ်ခဲ့ပါတယ်။တဖက်မှာတော့ဂျင်ဦးကဟန်တာရီကလိုအင်အားကြီးဖွဲ့တစ်ခုကိုတောင်ပိုင်ဆိုင်ထားတာကြောင့်အနေငယ်အံ့ဩနေခဲ့ပါတယ်။ဆန်နိုးရဲ့အစွမ်းတွေကတခြား gate တွေမှာဆိုရင်ပထမဆင့်နေရာမှာရှိနေမှာပဲဖြစ်ပါတယ်။ အရင်နောက်ထဲကိုဖြည်းဖြည်းချင်းရှောက်ဝင်လာပြီးဂျင်ဝူးကအရင်တုန်းကလိုမကောင်းတဲ့ငွေတက်ကိုရနိုင်ခဲ့ပါတယ်။ဟိုကြီးဒီကြီးကြည့်နေတဲ့ဂျင်ဝူးကိုတယောက်ကဆက်လို့ရှားနေရလားလို့မေးလိုက်ပြီးဒါကဘာမှဖြစ်ပါဘူးလို့ပြောလိုက်ပါတယ်။မော်စွာခံစားမှုကနည်းနေပေမဲ့ဂျင်ဝူးကတော့မကောင်းတဲ့ခံစားချက်တွေရနိုင်ခဲ့ပါတယ်။အဲဒီချိန်ရုတ်တရက်သူတို့ကအန်နီယယ်ကိုခံစားမိလိုက်ပြီးချက်ချင်းတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။အမေကူမများရှိသေးပဲတိုက်ခိုက်ဖို့အတွက်ပုံစံပြောင်းလိုက်တဲ့ဟန်တာရီကိုကြည့်ကဂျင်ဝူးကအံ့ဩနေခဲ့ပါတယ်။ အရင်နောက်မှာတော့တောကူတွေကနေဂျက်ကယ်ရီကထွက်လာပြီးဆန်းတို့ကိုတိုက်ခိုက်လိုက်ပါတယ်။ဒါကြောင့်ဆန်းတို့ကဂျက်ကယ်ရီကိုတိုက်ခိုက်ပစ်လိုက်ပြီးဘာလို့စီရန်မွန်စတာတွေကဒီနေရာမှာရှိနေရလဲလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂျင်ဦးကခွေးရီရဲ့ပေါ်ကလေဘက်ကိုပြလိုက်ပြီးဒါကတရယောက်ကမွေးရသလိုပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူတို့အထက်ကနေထွက်လာတဲ့အော့တေကိုမြင်လိုက်ရလို့အားလုံးကလန့်သွားပြီးဂျင်ဦးကတော့သူကဒါကြောင့်မကောင်းတဲ့စွမ်းအင်ကို ခံစားမိရဲ့ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဆွန်းတို့ကအော့တေကိုမြင်လိုက်ရလို့လန့်သွားပြီ ဒါကသူတို့အနေနဲ့ကင်တွေနိုင်တဲ့အနေထားမဟုတ်ဘူးဆိုတာသိသွားခဲ့ပါတယ်။ဒါပေမဲ့ဆန်းကခေါင်းဆောင်ပြီးပြီးရှေ့ကနေဥဆောင်တိုက်ခတ်လိုက်ပါတယ်။တခြားဟန်တာတွေကလည်းသူတို့ရဲ့ကျွမ်းကျင်တဲ့မော့အစွမ်းတွေကိုတုံးကအော့တွေကိုတိုက်ခိုက်ပါတယ်။ဒါပေမဲ့ဂျီနာလိုမော့ဆရာတယောက်အတွက်တောင်အော့တဲ့အစွမ်းတွေကအရန်ကိုတာမလုံးနေခဲ့တာပါ။ဂျီနာကအော့ကိုသူ့ရဲ့အစွမ်းနဲ့ထိန်းချုပ်ဖို့စူးစမ်းပေမဲ့တစ်ဖက်ကအော့ကအရန်ကိုတာမလုံးနေခဲ့ပါတယ်။ဒါကြောင့်သူမကအတော်လေးကိုစူးစမ်းထိန်းချုပ်နေခဲ့ပြီးတစ်ဖက်မှာလည်းအော့တွေကိုရင်ဆိုင်ရင်ဟန်တာတယောက်ရဲ့လက်ကပြတ်သွားခဲ့ပါတယ်။ ါကြောင့်တခြားဟန်တာကလက်ကိုပြန်ကုသပေးလိုက်ပါတယ်။အဲဒီချိန်အော့ကတကောင်ကအနောက်ကနေပေါ်လာပြီးသူတို့ကိုတိုက်ခတ်ဖို့လုပ်ပါတယ်။ဒါကြောင့်နှစ်ယောက်စလုံးကဒီတစ်ခါတော့တကယ်သွားပြီလို့ထင်လိုက်ပြီးမျက်စိကိုမှိတ်ထားလိုက်ပါတယ်။အဲဒီချိန်ဂျင်ဦးကအော့ကိုတပ်လိုက်ပြီးဒါအောင်မြင်တော့ဟန်တာမိန်ကလေးကအောင်းအောင်းသွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာဂျင်ဦးကသူ့ရဲ့ဓာတ်နဲ့အော့ကရဲ့လှုပ်ရှားမှုတွေကိုနှေးသွောအောင်အကြောတွေကိုလိုက်ဖျက်ခဲ့ပါတယ်။ဒါပေမဲ့သူကကိုပြောက်စွမ်းကိုတုံးလာပြီးသူကကုညီနေရဲဆိုတာကိုဘယ်သူ့ကိုမှမသိစေချင်ခဲ့ပါဘူး။ ဘော်လက်စရောသူကအပြင်လူတယောက်ဖြစ်နေပြီးဒီအတွက်ဝင်ပါဖို့မလိုအပ်ဘူးလို့တွေးရလို့ပါဒါကိုမိမ့်မိတဲ့ဆန်းကတော့အော့ခ်တွေရဲ့လှောက်ရှားမှုတွေကနှေးသွားတာကြောင့်သူကအံ့ဩနေခဲ့ပြီးချက်ချင်းအော့ခ်တွေကိုတိုက်ခတ်လိုက်ပါတယ်ဂျင်းဝင်းရဲ့ကိုညီမှုကြောင့်ဆန်းတို့ကအော့ခ်တွေကိုလွယ်လွယ်ပဲဖြေရှင်းနိုင်ခဲ့ပါပြီအဲဒီနောက်မှာတော့သူတို့ကအော့ခ်တွေအားလုံးကိုနိုင်ုံခဲ့ပြီးဂျင်းဝင်းရဲ့လှောက်ရှားမှုကိုမြင်လိုက်ရတဲ့ main clay ကဆန်းကိုထူးဆန်းတာတစ်ခုခုဖြစ်သွားတယ်လို့ပြောပြလိုက်ပါတယ်ဆန်းကလည်းသူတို့ဘက်မှာထူးဆန်းတာတစ်ခုခုဖြစ်သွားတယ်လို့ပြောလိုက်ပြီးအော့ခ်တွေရဲ့လှောက်ရှားမှုကနှေးသွားကြောင်းပြောလိုက်ပါတယ် ဆန်ကဂျီနာကိုဒါကိုမင်းလုံးလိုက်တာလားလို့မေးတော့သူမကတိုက်ခိုက်ရင်းနဲ့ပစ္စည်းရွှေမော်လောက်ပဲသုံးတော့တာလို့ပြန်ပြောလိုက်ပြီးတခြားသူတွေကလည်းဒီမီမော်ကိုပဲသုံးနိုင်တာမလားလို့ပြောလိုက်ပါတယ်။အရင်နောက်ဂျီနာကဂျင်းကိုကြည့်လိုက်ပြီးသူကငါတို့ကိုထင်သေးနေတယ်လို့ပဲလို့တွေးလိုက်ပါတယ်။ဒါပေမဲ့ဂျီနာကဂျင်းဝန်ကူညီခဲ့တာတွေကိုမြင်နေခဲ့ရပါတယ်။သူမကဂျင်းဝန်ကသူမတို့ကိုကူညီပေးရတာကြောင့်မတိကျအောင်စောင့်ပေးနေခဲ့ပါတယ်။အရင်နောက်မှာတော့ဆန်တို့ကခေါင်းဆောင်ဖြစ်မဲ့ခွင့်အင်းဆိုတာသိပေမဲ့ပြန်လဲတင်တယ်လို့ပြောလိုက်ပါတယ်။ တွေ့ဝင်နေတဲ့ဆန်းကိုကြည့်ကဂျင်ဦးကဆန်းအနေနဲ့လမ်းလျှော့ခြင်းဆိုတာသဘောပေါက်နေခဲ့ပါပြီ။အဲ့ဒီချိန်ဆန်းကတော့အားလုံးကိုပြန်လဲဖို့ပြောလိုက်ပြီးသူ့အနေနဲ့အဲ့လောက်မယူမဲ့ဖူးလို့ပြောလိုက်ပါတယ်။ဘော်လဲဆိုတော့ဒါသူတို့အနေနဲ့ကင်တွင်နိုင်တဲ့နေထားမှုလို့ပါ။အဲ့ဒီနောက်မှာအားလုံးကဒီချိန်ကိုသဘောတူလိုက်ပြီးသူတို့ကပြန်လှည့်ခဲ့ပါတယ်။ဒါပေမဲ့ခိတ်ကသူတို့ဝင်လာတော့ကလို့မျိုးမဟုတ်ဘဲပြောင်းလဲနေခဲ့ပါတယ်။ဒါအောင်မြင်တော့ဆန်းကဒီဂိတ်ကိုဖြင်းနိုင်လားလို့မေးတော့ဂျီနာကအနိုင်ပေးနိုင်ရင်မလုံနိုင်တာမရှိဘူးလို့ပြောပြီးဂိတ်ကိုဖြီးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့သူမတို့ကချက်ချင်းပဲစိန်းစားဆွမ်းကြောင့်သူတွေပါအန်သွားကြရပါတယ်။စံကဒါအောင်မြင်တော့စီမီကိုဂျီနာတို့ကိုပါကုညီဖို့ပြောလိုက်ပေမဲ့စီမီကသူ့ကိုဘာမှပြန်ပြောတော့ပါဘူး။စံကလဲကြည့်လိုက်တော့သူတို့ကိုဝိုင်းထားတဲ့အော့တွေကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်စံကအော့တွေနဲ့စကားပြောကြည့်ပါတယ်။အော့ကသူ့ရဲ့နာမည်ကိုစံကိုမိတ်ဆက်ခဲ့ပြီးသူတို့နဲ့လိုက်တွေ့ဖို့ပြောတာကြောင့်စံကလက်ခံခဲ့ပါတယ်။အရင်နောက်စံကဂျင်ဝန်ကိုအရင်ဆုံးပြေးဖို့လမ်းရှာတာပြီးတိုက်ခိုက်ရေးသမားတွေကိုအကူအညီတောင်းဖို့ပြောပါတယ်။ ဟန်တော်မင်းကလေးကလည်းဂျင်ဦးကိုသူမရဲ့တည်တန်းစာအုပ်ကိုပေးလိုက်ပြီးသူမရဲ့မိဘတွေကိုပေးပေးလို့ပြောလိုက်ပါတယ်။ဒါ ਉਹ ကြောတော့ဂျင်ဦးကစမ်းတော့ကအသေးခံမှုလုပ်နေရဆိုတာသိသွားခဲ့ပါတယ်။စမ်းကသူတို့အနေနဲ့တရားမယ်ဆိုရင်တော့ဂိတ်ကိုပိတ်ပြရမယ်လို့ပြောပြီးအားလုံးကလည်းသူတို့အနေနဲ့တောင်းအောင်ကိုရှောင်းလို့မရဘူးလို့ပြောလိုက်ပါတယ်။အရင်တော့မတော့သူတို့ကအော့ကွေနဲ့လိုက်သွားခဲ့ကြပြီးအော့တွေရဲ့ boss နဲ့တွေ့ခဲ့ပါတယ်။အော့တွေရဲ့ boss ကသူတို့ကိုအသိန်းစောင့်နေခဲ့ပြီးဇလန်းလေးကလည်းဒီမာရီမဲခန်းရတော့ခဲ့ပါတယ်။